ခေါင်းစဉ်ရကျွန်တော်မှကရမပေါ်ပြတော့တမန်တော်မြတ်များဤခေကာလာရှိမှဒုဖွဲ့စီများကြောင့်အစ္စရာဟ်လိုင်ဆလမ်ရဲ့အစ်မာအလိုင်ဆလမ်အစ်ဟာကလိုင်ဆလမ်နဲ့ယလုဒ်အလိုင်ဆလမ်တို့ရဲ့ဒုဖွဲ့စီဝင်ကြောင်းတွေကိုပြောတော့အနည်းချုပ်တင်ပြရမယ်ဆိုရင်လူကြီးများသတိထားမိမလားမသိဘူး အစ္စရာအလ္လာဟ်ကတကယ်တမ်းကျွန်တော်လေးလာတွေ့ရှိတာကိုပြောရမှာဆိုရင်သူရှေ့ရရှိတဲ့တမန်တော်တွေနဲ့သူနောက်မှာပွင့်ပေါ်လာတဲ့တမန်တော်ရတ္တိရဲ့ခြားလေးကတကယ်ထင်ကြရပုဂ္ဂိုလ်ကြီးဆိုတော့လူကြီးမင်းများမြင်သွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစ္စရာအလ္လာဟ်ကနေမူတည်ပြီးတော့မှ इन्हों नशे या ता नशे पे लाभी ये मां इसाब अलाइ सलाम को बुरी पाला आनी इसाब याकूब यूसुफ जूनोस अरियाने लामे हारून मूसा ईसा अरी चीज आओ दो ऐमा इधर इस सकरिया आलू यहाँ या आलू अलाइ सलाम आलू पाला दिवत छह मां दोन इस्माइल अलाइ सलाम बीरो दोन ने रहा गा မမလာအဆုံးသတ်တော်လဲဆိုမုဟမ္မဒ်ရဆူလူလာမှာကြာမှာလာအဆုံးသတ်တဘာတွေပဲရှိအစ္စရာအစ္စလာမ်ရဲ့တာဝန်နဲ့သူခက်ကသူဖွဲ့စည်းတဲ့အကြောင်းကိုတေချာစဉ်းစားရင်ကျွန်တော်တို့အခုပြောတာပြည့်တော်သွားတော့မဟုတ်ပါဘူးသူချင်းများဆက်လက်လေ့လာဖို့ဒီဟုတ်ပါဗျာအစ္စရာအစ္စလာမ်နဲ့အစ္စမိုင်အစ္စလာမ်တို့က အီရတ်ကနေစီးရီးယားကိုရောက်တယ်စီးရီးယားရောက်ပြီးမှဒီအာရဗ်ကိုရောက်အဲ့လိုရောင်းလာတဲ့အချိန်မှာကာဝါကျောင်းတော်ရဲ့မြင့်ဆွမှုလုပ်ပြီးတဲ့အချိန်မှာအဲ့ဒီကာဝါကိုတဟာရက်ဖြစ်အောင်လုပ်တယ်လူတွေစီကောင်းအောင်လုပ်တယ်ပြီးတော့သူ့ရဲ့ဒုဖွဲ့စည်းကိုပုံပြိုးတိုးတက်အောင်လုပ်လိုက်တဲ့ဟာကြီးကအကြီးပါပြီးတော့သူ့မှာ တားနဲ့မိသားစုနဲ့ကိုဒီအာရေဗျမှာဆုံးခဲ့ပြီးတော့တခါနောက်တော်ဝင်တရားနေနဲ့မူလဒေတာကိုပြန်သွားခဲ့ရတယ်။အဲမှာအစ္စရာအလိုင်ဆလမ်နဲ့လူဖွဲ့စည်းတစ်ခုတခါတော့ထူလောင်ပြန်တယ်။အဲဒီမှာတခါအခုငါပြောရတဲ့နေရာမှာကျွန်တော်ထပ်ပြီးနည်းနည်းလေးဖြည့်ချင်တာက အာရကောလာကနည်းနည်းလေးလို့ထင်ရပေမဲ့ကျင်စင်ပြက်ပြက်ပါနေတဲ့အစ္စမိုင်လိုင်ဆလမ်နဲ့အစ်ဗရာဟိမ်လိုင်ဆလမ်နဲ့အစ္စမိုင်လိုင်ဆလမ်တို့ကဒီကာဘာကိုမြင့်ဆင်ပြီးတဲ့အချိန်မှာနောက်ဆုံးအန္တိမတမန်တော်မြတ်အထိသူတို့ကဆူရနေ့အနက်128နဲ့128မှာသူတို့ရဲ့အနာဂတ်မှာဖြစ်ပေါ်လာမဲ့လူဖွဲ့စည်းအထိဆောင်ရွက်ချက်ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါဘာလို့လဲဆိုတော့ ရသုတမလို့တပပွင့်ပါစေဆိုပြီးတော့ပြောခဲ့တဲ့ဟာဘယ်မှာလာပြီးအဲ့ဒီသူကကပူဖြစ်တယ်ဆိုနေပေါ့2000နဲ့900 2600လောက်ကြာမဟုတ်ဘူးတမောမဆိုရသုလာပွင့်လို့အဲ့ဒါကြောင့်လေအစ္စရာအယ်ဆလမ်ကလေဘိုးရှိကနူးလိုက်ဆလမ်ကိုယုံကြည်ခဲ့ရတယ်တမန်တော်မြတ်ကြီးမုဟမ္မဒ်ရသုလာဆလလာဝလဆလမ်ကလေမစ်လတ်အစ်ဗြဟိမ်ကိုလိုက်ရတယ် အစ္စရေလဆရာမကဘလောက်မင်းကြနေလဲဆိုရင်သူ့ရဲ့သားစဉ်မျိုးဆက်အားလုံးကလည်းသူ့တန်းစဉ်ကိုလိုက်ခဲ့ရတယ်။နောက်ဆုံးအာနိမတမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလ္လာဆလ္လာလာဟူအလိုင်းဝါဆလမ်မာလေသူကအဘီကောင်ဆိုပြီးတော့ဆလုံးနဲ့တုံးတယ်။သင်တို့ကြီးဟာခင်ကြီးဆိုပြီးတော့ဒါကြောင့်ကျွန်တော်တို့အားလုံးကဖခင်ကြီးအစ္စရေလဆရာမဆိုပြီးတော့သူလူဖွဲ့စည်းကိုပြောလိုက်တဲ့အချိန်မှာသူ့လက်ဖွဲ့စည်းကိုထူထောင်ခဲ့တဲ့ အစ္စရာအမလဆလမ်ကြီးလောကန်ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်ကြီးကတော်တော်ကြီးမားကျယ်ပြန့်တော်ကိုတွေ့ရမှာသူလမ်းစဉ်ဟာဖြောင်းမှန်မှန်မှန်နဲ့လမ်းစဉ်ဖြစ်တယ်ဟနိဖ်လမ်းစဉ်ဖြစ်တယ်အဲ့ဒါကြောင့်တမန်တော်မြတ်ကဒီလမ်းစဉ်ကိုလိုက်ခဲ့ရတယ်ကျွန်တော်တို့ကတမန်တော်မြတ်လမ်းစဉ်ကိုလိုက်ရအဲ့ဒီလိုဆိုတော့လူချင်းများခုနဒီဆရာလေးပြောရတဲ့ဟာကသာပေးရှားနားထောင်ကြည့်တိတ်ထင်ရှားတဲ့ ဇာလတ်တစ်ခုကိုတွေ့ရအောင်အစ္စရာအလစ္စလမ်နဲ့အစ္စမိုင်အလစ္စလမ်ရဲ့အမျိုးသားတွေကိုဖျက်ဆီးခံရပါတယ်ဆိုတော့အကျော်ဘယ်သူမှမပေါ်ပြဘူးသတိထားမိလားလူတိုင်းဆိုလည်းမြန်ကောင်းမင်းလူပဲဖျက်ဆီးတာဘုလူတွေလည်းမုရှရိကတွေပဲဒါပေမဲ့မုရှရိကလုံးတဲ့လူတွေတိုင်းကိုလာရှင်မြတ်ကဖျက်ဆီးမှုမလုပ်ဘူးသူတို့တရားကိုချတယ် သူတို့လောကန်ဆောင်ရွက်တာရဲ့အကျိုးဆက်သူတို့ပြန်ခံရမှာဒါသူတို့ရဲ့လွတ်လပ်စွာရွေးချယ်ပေးဝဲလူသားကိုပေးတာလမ်းမောင်ပြရဲလမ်းမောင်ပြလမ်းမောင်ပြရဲနောက်ဒီမှာဘာတွေ့ရလဲဆိုရင်အစ္စလာမ်ရဲ့ဆလာမ်နဲ့ပတ်သက်ပြီးပေါ်ပြလိုက်အောင်လူကြီးတွေများနားတော်လိုက်တဲ့အချိန်မှာဘာရလာအနှစ်ချုပ်ကိုကြည့်အစ္စလာမ်ရဲ့ဆောင်းကဒီဘိတ်လုပ်ခဲ့တယ်ဘယင်နဲ့လည်းဒီဘိတ်လုပ်ခဲ့တယ်ဟုတ်တယ်နော် ။နောက်ကိစ္စရတစ်ခုကိုတင်ပြတဲ့အခါမှာစနစ်တကျလေးလာပြီးတဲ့နောက်မှလက်တွေ့ကျတဲ့အကြောင်းပြချက်ကို logic ကြကြပြခဲ့ရုပ်ထုတွေကိုဖျက်ပြရုပ်ပွားစမှုတွေမင်းတို့ဟာဘာမှအတုံးလည်းမဝင်ဘူးမင်းတို့အချိုးလည်းမပြုတ်နိုင်ဘူးအချိုးလည်းမမဲ့နေနိုင်ဘူးဘာမှလည်းအတုံးမဝင်ပါဘူးဆိုတော့ ဒီဟာတွေကမင်းတို့နဲ့နဲ့မင်းတို့ဖန်ပြီးမင်းတို့ကလည်းမင်းတို့နတ်ဖယားတွေဖြင့်နာမည်ပေးပြီးမင်းတို့ပဲတကိုးပေးပြီးမင်းတို့ပဲသူတို့စီကပြန်တောင်းနေတယ်ဆိုတဲ့ဘာမှအသေးပဲမရှိတဲ့လူရက်ကိုနမူနာပြပြီးရုပ်အသေးလေးတွေကိုချိုးပြီးအကြီးနဲ့ပြတယ်ဆိုတော့တကယ်တော့ကျွန်တော်တို့ကပညာရဆိုင်ရာနဲ့စဉ်းစားတာ logic တကြပြတယ်ပြရုပ်ကြီးဆိုတော့လေတွေ့ရတယ်ဒါကြောင့်တော့ inshallah ါမဲ့အပတ်တွေမှာလည်းအဲ့ဒီတမန်တော်မြတ်တွေရဲ့လူဖွဲ့စည်းဝင်တွေရဲ့အကြောင်းတွေကိုတင်ပြရင်းနဲ့ကျွန်တော်တို့လလန်းမိသလောက်ထမှန်ပြီးတင်ပြပေးမယ့်အတွက်လူချင်းများလာမဲ့တင်းတွေနှစ်ပတ်မှာလည်းကြောက်ရွံ့တော်မူကြပါရန်ဖိတ်မှန်တကားပြုရင်းနဲ့ကျွန်တော်ရဲ့သုံးသပ်မှုဒီမှာလည်းဇန်နာဝါရီဟောကတုတာဝါနာအလ်ဟမ်ဒူလ illah ရဘီလာမီ